အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့သင်ခန်းစာတုန်းကဒီလိုင်းခွင်ကားလိုင်းရှိတဲ့ DP box အတွက်လိုအပ်တဲ့ဒီကျိုးဆိုင်တဲ့ဒီကအမျိုးအစားတင်ပေးပြီပေါ့နော်ဆိုတော့ဒီတစ်ခေါက်ကြရင်တော့လိုင်းခွဲ၅လိုင်းရှိတယ် DP box အတွက် wiring ဆင်တဲ့နည်းကိုအသေးစိတ်ဆင်ပေးมาဖြစ်တယ်ပေါ့ drawing ကိုနည်းနည်းကြည့်အောင်နော် main က2 port 32 amp MCB ပေါ့နော် breaker တွေအားလုံးက MCB ပဲနော် C type MCB ဖြစ်မယ်ဆိုတော့ ဒီကနေ line နဲ့ neutral နဲ့ဝင်လာမယ် AC နဲ့က30ဆိုတော့ဒီဒီ line နဲ့ neutral ကျိုးက EPC ရနေလာမယ်เนาะပြီးရင် two pole breaker ကိုလာမယ်ပေါ့ဒီမှာကအယောင်တွေခွဲထားတယ်เนาะအနီရောင်ကို line နဲ့ဆွဲထားတယ်အပြာရောင်ကို neutral နဲ့ဆွဲထားတယ်ခရမ်းရောင်ကို earthing system လုပ်ထားတယ်ပေါ့ two pole ဝင်ပြီးရင်ထွက်လာတဲ့အခါ line ပေါ့1 2 3 4 5 breaker ၅လုံးရှိတယ်เนาะ one pole breaker တွေအဲ့ဒီရောကိုဒီက looping ကျိုးတွေတွားမယ် ဘေကမျိုးစကြည့်မယ်ဆိုရင် lighting socket air con kitchen ဒါမီးဖို့ခိုင်းရင်ပန့်ရင် breaker ငါဟိုပါပေါ့နော်ရေပန့်ပေါ့ဆိုတော့ငါးလိုင်းခွဲထားတယ်ပေါ့နံပါတ်1 line ကဒီ tenant ပြာတုံးထားတယ်ဆို switch ကိုသွားမယ်ပြီးရင်မီးလုံးသွားမယ်ပေါ့ line က one guy switch သွားမယ်ပြီးရင်မီးလုံးသွားမယ်ပေါ့နံပါတ်2ကျတော့16 ampere နဲ့ line မှာပြီး socket ကိုသွားမယ်ပေါ့ဒါ socket ပေါ့ကိုကဒီ line ကနေ line မှာဒီအရောသွားမယ်ပေါ့ဒါ air con ပေါ့နော်ဒီကောင်က air con ဒီကနေလာပြီးမှဒါကတော့မီးဖို့ပေါ့နော်မီးဖို့ကဒီကောင်ပေါ့နောက်ဆုံးတစ်ခုကရေပန့်ရေပန့်ကတော့ရေပန့်ကြားမှာတူပိုဘရိတ်ကာထန်းနေပြီဘရိတ်ကာတလုံးထပ်ခံထားမယ်ပေါ့နော်ဒီဘရိတ်ကာကိုလာမယ်ဆိုဘရိတ်ကာတင်မှာဒီရေပန့်လဲမယ်ပေါ့နော်အဲ့ဒါက line ကအဲ့လိုဆင်ထားတယ်ပြီးရင် neutral ပေါ့ neutral ကတော့ဒီမှာ neutral bar ကိုသွားမယ်ပြီးရင်အဲ့ဒီ neutral bar ကနေမှာတကြိုးချင်းစီသွားမယ်နော်ဒီမှာဒီ lamp ကိုသွားတယ်ပြီးရင် socket သွားတယ် အဲကုန်းသွားတယ်မိဖို့ခန်းသွားတယ်ရေပန့်သွားတယ်နော်ဖောက်ပြီးမှမယူနဲ့နော်ဒီ neutral bar တွေဘယ်တိုင်းရိုက်ယူလိုက်ပေါ့ e ဆိုတာအဲ့ရဲ့သင်္ကေတကိုပြောရဲပါခေါ်လဲဆိုတော့ acting system လို့ခေါ်တယ်အဲ့တော့ဒီ acting system က EBC เนี่ยမဆိုင်ဘူးเนาะဒါအိမ်မှာကိုယ့်အကူလောက်ရတာပေါ့တချို့အိမ်တွေလောက်တယ်တချို့အိမ်တွေမလောက်ဘူးပေါ့နော်သူကတော့ဘာလဲဆိုတော့ဓာတ်မလိုက်အောင်ကာကွယ်တဲ့စနစ်ပေါ့နော်အဲ့ဒါတသက်တင်ပေးမယ်ဆိုတော့ဒီ acting system ကလည်းအဘောက်လာမယ်နော် ဒီနှစ်ခုကအပ်ပါနဲ့ neutral bar က db box ထဲမှာရှိမယ်เนาะဒါအိမ်မှာတစ်ခုချင်းစီပြန်ပို့မယ်เนาะဒီမှာ lamp ကိုသွားမယ်ပြီးရင် socket ကိုသွားမယ်ဒီကနေပဲလာပြီးမှ aircon သွားမယ်ဒီပုခန်းသွားမယ်ရေပန်သွားမယ်ဒါဆိုရင်တော့ဆုံသွားပြီပေါ့အဲဆိုတော့ဒီ breaker တင်ရင် lighting ရမယ်ဒီ breaker တင်ရင် socket တုံးလို့ရမယ်ဒီ breaker တင်ရင် aircon ဒီ breaker တင် kitchen သုံးလို့ရမယ်ဒီ breaker တင်ရေပန်းအလုပ်လုပ်မယ်ပေါ့နော်ဒီ two pole breaker နဲ့တဆင်းခံထား drawing ကတော့နားလဲတယ်ထင်ဆိုတော့ DPU နည်းနည်းလေ့လာရအောင်ဒါကတော့ DP box အထည်ရဟာဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင် two pole 32 ampere နော်အဲ့ဒါ main ပေါ့နော် main ဆိုရင်ဒါဒီကအပေါ်က EPC ကဝင်လာမယ်ပေါ့နော်ပြီးရင် DRD upper အတင်းစနစ်မှာလာတဲ့အပါ main ကျိုးက main ရဲ့အပါဒီကိုလာမယ်။ဒါက neutral bar ပေါ့နော် neutral bar ကတော့ဒီကနေပေါ့။ဆိုတော့ ဒါကိုကြည့်မယ်ဆိုရင်သူဒီ main ပေါ့ main တူပို့ပေါ့ဆိုတော့ဒါ EVC ကလာတယ်ဆိုရင်ဒီ breaker တင်ပြီဆိုရင် power ဒီ line joe ကဒီကနေရောက်မယ်ပြီးရင်ဒီ one pole breaker 1 2 3 4 5ငါးလုံးရှိတယ်ပေါ့အဲ lighting socket air con မီဖို့ခံပြီးရင်ရေပန့်ပေါ့ဒီ breaker ကနေအထွက်ပေါ့နော်ဒီကနေအထွက်ကနေ line ယူပြီးမှမလုပ်ထားလဲ looping တွေအကုန်လုပ်ထားပြီနော်ပြီးရင် neutral joe ကလည်းဒီကနေထွက်လာပြီးမှဘယ်ကိုသွားလဲဆိုတော့ neutral bar ကိုသွားပို့ထားပြီးပြီဆိုတော့ ဒီဟာကမဖြစ်မနေလိုရမယ့်အပိုင်းဖြစ်တယ်ပေါ့ဒီဟာပေါ့နော်ဒီဒီကောင်ရယ်ဒီအပိုင်းရယ်ဒီအပိုင်းတွေဒီအပိုင်းတွေဒီအပိုင်းတွေပြီးသွားပြီပြီးရင်ဒီ neutral bar က neutral bar ကိုရောက်လာဒီအပိုင်းပြီးသွားပြီပေါ့ဒီ1 2 3 4 5 6ကြိုးပြီးသွားပြီပေါ့ဒီ wire ဆင်းတဲ့ဒီ wire site ကိုတော့မစင်းစားနဲ့ပေါ့နော်အခုဒီကနေဒီ2 port breaker ထွက်လာတဲ့ကောင်က1.5 mm square သုံးထားတာတကယ်တမ်း4 mm square သုံးရမှာပေါ့နော် looping jaw လည်း4 mm ပဲ 1.5ပဲတုံးထားတယ်ဒီဟာတွေက1 mm square တုံးထားတယ်ပေါ့နော်ဒီ wire side blue ရွေးရလဲဆိုတာလည်းတင်ထားပြီပေါ့ line တွေကိုအယောင်ခွဲထားတယ်နော် switch socket ပေါ့နော် switch socket တွေရဲ့ပြီးတော့ဒီဟာတွေရဲ့ဟာကိုလည်းတက်တက်တင်ပေးမယ်ပေါ့နော်အခုလောလောဆယ်ရတော့ဒီဒီ အလုတ်လုတ်တဲ့ဟာကိုပြချင်လို့ပေါ့နော်ဆိုတော့ဒီ one pole breaker ကနေထွက်လာမယ်ပေါ့နော်ဒီကထွက်လာတဲ့ lighting ပေါ့ lighting ကထွက်လာပြီးဘယ်ကိုသွားတယ်လဲဆိုတော့ဒီကောင်က one guy switch one guy switch ရဲ့ဒီနားကဘာလဲဆိုတော့ L ကိုသွားတာနော်ပြီးရင်ဒီက L1 ပေါ့ L1 နေမှာဘယ်ကိုသွားတာလဲဆိုတော့ဒီက mirror ရဲ့တစကိုသွားတယ် number 1ပြီးသွားပြီပေါ့ဒီ breaker ထွက်လာတဲ့ကောင် one pole number 2ကလာပြီးမှဘယ်ကိုသွားတာလဲဒီကောင်က socket ပေါ့နော် socket ဆိုတော့ဒီမှာ L1 လို့ရေးထားတယ်ဒီ L1 ကိုသွားတယ်ပေါ့ အစင်းဒါ socket ပြီးသွားပြီအဲကုန်းကိုအဝါရောင်သုံးထားတယ်နော်အဝါရောင်ကထွက်လာတဲ့ကောင်ကဘယ်ကိုသွားတာလဲဒီမှာလဲ L L လို့ရေးထားတယ်နော် L ကိုသွားတယ်နောက်တစ်ခုကမီးဘုတ်ခန်းပေါ့မီးဘုတ်ခန်းဆိုရင်အပြာနဲ့သုံးထားတယ်နော်မီးဘုတ်နဲ့ဒီကောင်နဲ့ looping သွားထားတာပေါ့နော်ဒီမှာဒီက L1 ဝင်မယ်ပေါ့နော် L1 ဝင်မယ်နောက်ဆုံးနောက်ဆုံးတစ်ခုကဒီကောင်ကရေပန်း address ဆိုရင် two pole breaker ပေါ့ဒီကောင်ကမီးခိုးရောင်နဲ့သုံးထားတယ်နော်ဆိုတော့ ဒီ breaker ၅ခုရဲ့အထွက် light line တွေကဆင်းလို့ပြီးသွားပြီပြီးသွားပြီဒါ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 ပြီးသွားပြီနောက်တစ်ခုက neutral ပေါ့နော် neutral ဆိုတော့ line ခွဲက1 2 3 4 5 line ရှိရတဲ့တော့ဒီမှာ၅ချိုးသွားတာပေါ့နော်ဆိုတော့ neutral ချိုးကဘယ်ကိုသွားလဲနံပါတ်1ချက်ကမီလုံးသွားတယ်နော်ဒီမှာမီလုံးမီလုံးကို neutral join ပြီးပြီနော်နံပါတ်2ချက်ကဒီ socket ကိုသွားတယ်နော် software က neutral ဒီမှာဒီမှာ n လို့ရေးထားတယ် n လို့လာမယ်ပေါ့เนาะဒီ neutral bar ကနေပဲတချိုးချင်းလာတာเนาะဒီကမီးလုံးလာတယ် socket လာတယ်ပြီးရင်ဒါက air gun ပေါ့ air gun ကလည်းဒီကဒီ n ဆိုတဲ့ neutral ကိုဝင်ထားတယ်เนาะသူကလည်းဒီကနေပဲ neutral bar ကနေလာပေါ့เนาะပြီးရင်မီးဖို့ပေါ့မီးဖို့ကလည်းဒီမှာ n n ကိုဝင်ထားတယ်သူကလည်းဒီက neutral bar ကနေပဲလာတယ်ပေါ့เนาะနောက်ဆုံးကရေဆက်အတွက် breaker ပေါ့เนาะ ီဘရီကာကလည်း neutral bar ကနေဝင်ထားတယ်ပေါ့ neutral တွေကအားလုံးပြီးသွားပြီအဓိကတော့ neutral bar ကနေငါကျိုးထွက်လာတာပေါ့နော်ငါကျိုးထွက်လာပြီးမှဘယ်ကိုသွားလဲဒီ neutral bar ကနေဒီကိုသွားတာကျိုးပြီးပြီးပြီး neutral bar ကနေဒီကိုပြီးပြီးပြီး aircon ပြီးပြီးအဲနောက်တစ်ခုကဒီဘုခံပေါ့ပြီးပြီးဒီဟာရေဆက်အတွက်ပြီးတာပေါ့ဒါပြီးသွားပြီပေါ့ line ကျိုးပြီးသွားပြီ neutral ကျိုးပြီးသွားပြီဆိုတော့အကျိုးရဲ့အထွက်ကိုအရင်ဆင်ရအောင်နော်အပားနေ ီမှာ1 2 3 4 5 5ဂျိုးထွက်လာတယ်ပေါ့နော်ထွက်လာရင်မှာပထမဆုံးဂျိုးကဒီကမီးလုံးပေါ့မီးလုံးဆိုတနေရာတန်ဘော်ဒီတစ်ခုခုပေါ့နော်အဲ့ဒီနေရာကို join ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့နောက်တစ်ခုကဒီက socket ပေါ့ socket ဆိုရင်ဒီမှာတွေ့မှာပါ upper attenuator ကိုနော် attenuator ကို join လိုက်တယ်ပေါ့ဒါပြီးသွားပြီပြီးရင်တကောင်က aircon close aircon close ကလည်းဒီလိုပဲဒီမှာ attenuator ရှိတယ်ပေါ့ဒီနားကို join လိုက်တယ် ဒီကတော့မိဖို့ခမ်းမိဖို့ခမ်းလည်းဒီမှာအတင်ကြတာရှိပါတယ်ဒီနားကို join တာဖြစ်တယ်အဲနောက်ဆုံးတစ်ခုကရေပန့်ပေါ့ရေပန့်ကဒီကောင်ကဘယ်ကိုသွားရမလဲဆိုတော့ရေပန့်ရဲ့ body ကို join ရမှာဖြစ်တယ်ပေါ့1 2 3 4 5ပေါ့နော်၅နေရာ join လို့ဒီမှာ1 2 3 4 5ဆိုတော့ဒီဟာဒါဒါပြီးပြီပေါ့ဒါပြီးပြီ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 နော်ဆိုတော့အားလုံးပြီးသွားပြီဆိုတော့တစ်ခုပဲကြာတော့အခုက အဝင်ကျိုးတွေပဲလို့မယ်ပေါ့ဒါ EPC ရဝင်လာတဲ့ line neutral ရဲ့ဒီ acting system မှာအကိပါပဲလို့မယ်ပေါ့ဒီအခုကတော့ main ကျိုးတွေဝင်မှာပေါ့နော်ကျွန်မ 2C32 နော်32ဆိုတော့ဒီမှာ line neutral ပေါ့ line ကိုဖြူပေါ့နော်ဒါဒါ neutral ပေါ့ line neutral နဲ့ဝင်လာမယ်ဒီကအကျိုး main cable ပေါ့နော် acting system နဲ့လာမယ်ပေါ့ wiring တွေအလုံးအထဲမှာဆင်ပြီးသွားပြီပေါ့ဒီ main ကျိုးကအဝင်ကျိုးက 6mm square ဖြစ်ရမယ်เนาะအခုကတော့1.5တွေပဲလုတ်ထားတော့ဒီကောင်လည်း1.5ပဲပေါ့တကယ်တော့ 6mm သူဆိုရင် 4mm ရတယ်ပေါ့အဲ့ဒါပြီးရင်တော့ wire တွေတိတက်ဖြစ်အောင်ဒီနားတွေမှာ cable tie တွေနဲ့နော်ကြိုးတုပ်ပေးရမယ်ပေါ့နော်အဲ့ဒါမှကြည့်ရင်တိတက်သက်ရှိတယ်အလုံးပြီးသွားရင်မလုပ်ရမလဲဆိုတော့ screw တွေနဲ့လိုက်ကျရပါမယ်နော်ဒီဟာတွေကို loose connection ဖြစ်လို့မရဘူးနော် အကုန်လုံးပေါ့နော်သူသူဟာသူဆိုတော့အစ်စ်မှာကြတော့ဒီ loose connection ဖြစ်ရင်ဘာဖြစ်လဲဆိုတော့ဒီကားရင်ကစီးသွားတာပေါ့နော်အဲဆိုတော့ကားရင်ကစီးသွားတဲ့ခါကျတော့သူကဒီ loose ဖြစ်ရင်သူကအဲ့မှာမီးပွားတွေထတာထရင်မှာအဲ့ဒီ breaker contact တွေလောင်နေပါရင်းညာရေဆိုတာဒီဘာကိုပြောတာလဲဆိုတော့အဲ့ loose connection ဒီမှာ risk condition ဖြစ်တာကိုပြောတယ်နော်ဒါတွေကိုလည်းကြက်ပေးရမှာဒါတွေအကုန်လုံး final final ကြက်ရမယ်ပြီးရင်ဒီ DB box တဲ့ဒီအားလုံးဒီတည်တည်တတ်တတ်ရှိရမယ်ပေါ့ main breaker တကူက line ခွဲရ၅ခုပေါ့1 2 3 4 5เนาะအဲ့ဒါကို power နဲ့စမ်းကြည့်အောင် breaker တင်ပြီးသွားပြီပေါ့ breaker တင်ဆိုအဝင်ကိုစမ်းရမယ် DR ဒီ back channel ဒီ neutral line line ဆိုရင်မီးလင်းတယ်เนาะ external မီးရင် line ဒီမလင်းရင်ဒါ neutral ကမှန်ပြီမှန်ပြီးရင်2ပို့တင်မယ်เนาะ2ပို့တင်ရင်ဒီအောက်ကို ဆမ်းမယ်မီလင်းနဲ့နော်မီလင်းနဲ့ပြီးရင်ဒီ breaker တွေစီရောက်သွားမှာပေါ့နော် power ဒီမှာလင်းနဲ့လင်းနဲ့ဒီမှာလင်းနဲ့ဒီမှာလင်းနဲ့ဒီမှာလင်းနဲ့နော်ဆိုတော့ breaker တွေစီအလုံးရောက်သွားပြီ line နဲ့ neutral လည်းမှန်သွားပြီပေါ့ဆိုတော့ဒါ lighting ပေါ့နော်ဆိုတော့ lighting ကိုတင်လိုက်မယ် lighting ကိုတင်အထွက်ကိုဆမ်းမယ်နော်အထွက်ကလင်းနဲ့နော်ဆိုတော့ဒီကခလုတ်ကို ခုနနဲ့မီးလဲမယ်ပေါ့ဒီမှာနော်ဒီအောင်ဆိုရင်ဒါခလုတ်ဖွင့်နေမီးလဲနေပိတ်ပြီနော်ခလုတ်โอเคအဆင်ပြေသွားပြီပြီးရင်ဒီကောင်ကဒီဟာ lighting ရပြီပြီးရင်ဒါ socket socket ကိုဘရိတ်ကာတင်လိုက်မယ်တင်ပြီးရင်ဒီဟာထွက်ကိုဆမ်းမယ်ထွက်ကလင်းနေအဆင်ပြေတယ်ဆိုရင် socket ကိုပါဝါရောက်ပြီဆိုရင်ဒီကောင်ကိုဖွင့်လိုက်ရင်မီးလုံးလဲနေနော်ပေးလဲမီလုံးမင်းဆိုဒီကောင်တက်စတာနဲ့မဆန်းတော့ဘူးเนาะပေါ်ပါဝါမှန်သွားရေဒီကောင်လင်းနေနောက်တစ်ခုက အဲကွန်အဲကွန်ဆိုတော့ဒီနံပါတ်3ကအဲကွန်ဆိုတော့ဒီဘက်တင်သူ့တင်လိုက်မယ်ထွက်မှန်တယ်ပြီးရင်ဒီဟာကအဲကွန်ရောက်ပြီးခလုတ်ဖွင့်ရင်မီလုံးလင်းတယ်နော်အဆိုရင်ပါဝါရောက်ပြီးဒီဟာကမီမီဖို့ပေါ့နော်မီဖို့ဆိုတော့တင်လိုက်မယ်โอเคထွက်တယ်အဆင်ပြေတယ်ဆိုရင်ဒီမှာဖွင့်လိုက်မယ်ဒီမှာနော်ဘယ်နဲ့ 2D ပါဝါရောက်သွားပြီပေါ့နော်ဆိုတော့အဆင်ပြေတယ် ကျွန်တော်ကရေဆက်ရေဆက်ကိုတူးတင်လိုက်မယ်တင်လိုက်မယ်ဆိုရင်ဒီမှာဒီဟာဆန်းတာ breaker ကောင်းမကောင်းပေါ့နော်ဒီဒီမှာဒီမှာမီးလင်းပြီးမှဒီမှာဆန်း breaker တင်းရတာနဲ့ဒီမှာမီးမလင်းဘူးဆိုရင်ဒီ breaker မကောင်းတာပေါ့နော် tester နဲ့ breaker ကောင်းမကောင်းဆန်းလို့ရတယ်ပေါ့ပြီးရင်ဒီဟာကိုထောက်လိုက်ပေါ့နော်ဒီမှာမီးလင်းတယ်ပေါ့ဆိုတော့အားလုံး power ရောက်သွားတယ်ပေါ့တကူပြောချင်တာအခုဒီ line တွေပေါ့နော်ဒီမှာ1 2 3 4 5 line ခွဲတယ်ပေါ့နော်အဲဒီ breaker နှလုံးမဲ့ထားအိမ်မှာအကုန်လုံး ိုပေးရင်ရောမဖြစ်နိုင်ဘူးလားဗောနော်ဘာဖြစ်လို့ line တွေခွဲရလဲဆိုတော့ဥမာဒီဒီဒီဓမ္မ1ကဒီ lighting အတွက်ပေါ့နော် lighting ကတခုခုပြဿနာဖြစ်လို့ lighting breaker short ဖြစ်တာတို့ပိုင်းညာတို့ကြာရင်ဘာဖြစ်လဲသူ breaker ပြုတ်ကျသွားမယ်ဗောပြုတ်ကျတဲ့ချိန်မှာကြံတဲ့ကြံတဲ့ဟာကပြဿနာမရှိဘူးသူ breaker ကြပြင်မယ်လေကြံတဲ့ဟာတုံးလို့ရတယ်ဒီမှာမီးဖို့တုံးလို့ရတယ်ပြီးရင် socket ကတုံးလို့ရတယ်ပေါ့ ဘရိတ်ကာတွေခွဲလိုင်းတွေခွဲရတဲ့ရွယ်ချက်ကအဲ့ဒီဟာဖြစ်တယ်ပေါ့နော်ဒီလိုင်းဒီလိုင်းမှာပဲ short ဖြစ်ဒီလိုင်းကိုပဲရှာအောင်ပဲပေါ့အကျန်တဲ့၄ခုကိုတုံးလို့ရတယ်ပေါ့ဆိုလိုင်းတွေမခွဲဘဲနဲ့ဒီတိုင်းပဲလုပ်မယ်ဆိုရင်တော့ဘရိတ်ကာတစ်ခုနှစ်ခုလောက်ပဲတက်ပြီးမှလုပ်အကုန်လုံးပူပြီးမှသွားလိုက်ရင်တော့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဟို short ဖြစ်လာလို့ဖြစ်ဖြစ်တစ်ခုခုဖြစ်တယ်ဆိုရင်အဲမီလုံးလှဲချင်တာတော့ဆိုဘရိတ်ကာပိတ်ပြီးမှလုပ်ရမယ် short ဖြစ်ရင်လည်း breaker ပြုတ်ပြီးအကုန်လုံးပါသွားမယ်တရွဲနဲ့ပါသွားမယ်အဲ့လိုမဖြစ်အောင်ကန့်ကိုခွဲတာဖြစ်တယ်ပေါ့ဆိုတော့အင်ကကြီးရင်ကြီးတယ်လို့ဥမာ socket ဆိုရင်နှစ်ခုခွဲလိုက်လည်းရတယ်ပေါ့ဥမာအခု socket ဆို breaker တစ်ခုပဲထားတယ်ဒါပေမဲ့ socket များရင် breaker နောက်ထပ်တစ်လုံးထပ်ထားလိုက်ပေါ့နောက်ထားရင်မှ socket ကိုနှစ်လိုင်းခွဲမယ်မီးကတော့ပြဿနာမရှိဘူးပေါ့နော် lighting line ပြဿနာမရှိဘူးဒီ socket line ကများရင်ဥမာဒီခဲတစ်တာတို့အဝတ်လျှော်ဆက်တို့ကိုတလိုင်းထားပေါ့ပြီးရင်လက်ရှိမီးပူတို့ ီပန်ကာရေခဲ TV တို့ပါအဲ့ဒီဟာကိုတလိုင်းထားအဲ့လိုမျိုးနှစ်လိုင်းခွဲပြီးမှလုံးလို့ရတယ်ပေါ့ဒီလောက်ရှင်းပြမယ်ဆိုတော့နားလဲမလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်